အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရောဖြစ်ပါတယ်ယနေ့ကြားရောက်တဲ့မြန်မာနှစ်ဆန်းတရက်နေ့မှာတော်လန်မိဘပြည်သူအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ2025ခုနှစ်ဧပြီလ18ရက်ကြာသပတေးနေ့စီရီသတင်း30ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဘန်ကောက်ခရီးစဉ်မှာဘာရီအမျက်ထုတ်လာမလဲစစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာယခုနှစ်အတွင်းမှာ ရုရှားကိုတွားရောက်ပြီးဗန်ကောက်ကိုထပ်မံတွားရောက်တာဘစ်စလက်အဖွဲ့ဝင် နိုင်ငံတွေပြင်အိန္ဒိယနီပေါနဲ့စီရီလင်ကာနိုင်ငံအကြီးအကဲတွေနဲ့တွေ့ဆုံခဲ့ရပါတယ်။စစ်ကောင်းဆောင်မင်းအောင်နိုင်တဲ့စစ်အုပ်စုဟာရုရှားကိုတွားရတာမဟာအောင်ပွဲအဖြစ်သတ်မှတ်ပြီးဂုံယူအားတက်မှုရနေတဲ့ပုံစံကိုမြင်နေရပါတယ်။တဘာဝဘေးဒဏ်ကြောင့်စစ်ကောင်စီရဲ့နိုင်ငံတကာဆက်ဆံရေးလမ်းကြောင်းဟာလည်းပွင့်သွားတဲ့အောင်ရှိလာပြီးလူရဝင်လာတဲ့ဆိုတဲ့စိတ်ကသွေးနှစ်ထင်ရောက်နေချိန်ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ထိုင်းခရီးစဉ်မှာဝင်းကြီးချုပ်ဟောင်းတက်ဆင်နယ်လည်းတွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်။သို့တော့ပြီးခဲ့တဲ့ထိုင်းခရီးစဉ်မှာတော့တန်ကင်းတမန်ကင်းတဆင်နှိမ့်ချဆက်ဆံတာကိုခံလိုက်ရပါတယ်။ယခုလိုမြန်မာနေဆန်းတရက်နေ့မှာမလေးရှားဝင်းကြီးချုပ်အလဲကျအာဆီယံဥက္ကဋ္ဌနဲ့ဘန်ကောက်မှာတွေ့ဆုံမှုတွားရောက်အောင်မှာဖြစ်ပါတယ်။မြန်မာညီညာရေးလမ်းစဉ်နဲ့အမေရိကန်အခွန်စီကြမှုကိစ္စတွေဆွေးနွေးသွားမယ်လို့ထိုင်းဝန်ကြီးချုပ်ဟောင်းကဆိုပါတယ်။ယခုလစာမိုင်းတွေ့ဆုံမှုမှာလည်း တက်စင်အားတော်လိုင်းရဲ့အင်အားစုတွေနဲ့တွဲဆုံဖို့တိုက်တွန်းခဲ့တယ်လို့ဆိုပြပါတယ်။တက်စင်နဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာပုံကိုရရင်းနှီးမှုရှိတယ်ဆိုတော့စစ်ကောင်းဆောင်မင်းအောင်လှိုင်ဘယ်လိုလုပ်မလဲ။တရုတ်ဘာကူကြောင့်မြောက်ပိုင်းဖွဲ့ရဆေးအုပ်စုနဲ့သပွဲတဝိုင်းနဲ့မထိုင်ခြင်းမဲနဲ့ထိုင်ခဲ့ရတဲ့တာရကရှိနေပါတယ်။တော်လိုင်းရဲ့အင်အားစုတွေဆိုတော့လက်ရှိအပြစ်ခတ်ရထားတဲ့အဖွဲ့တွေနဲ့ပဲဟန်ပြဆက်ဆွေးနွေးမလား Local PDF အပါအဝင်ချန် PDF တွေကလည်းစစ်အုပ်စုနဲ့ဆွေးနွေးစရာအကြောင်းလုံးဝမရှိပါဘူး အဲ့တော့ဘယ်လိုလုပ်မလဲတခုပဲရှိရမှာဖြစ်ပါတယ်ဒေါန်ဆန်းစုကြည်နဲ့သမ္မတအဦးဝင်းမြင့်အပါနိုင်ငံရေးအကျဉ်းသားတွေနဲ့စကားပြောနိုင်မယ်ဆိုရင်ရှေးဥစုအတွက်ကတော့သားရွှေဦးထန်းကိန်းဖြစ်သွားနိုင်ခြင်းရှိပါတယ်ဖြစ်နိုင်ခြင်းနည်းလုံးနဲ့ဆိုပေမဲ့ theory ရတော့ထည့်သွင်းစဉ်းစားရမယ့်အချက်တခုပဲဖြစ်ပါတယ်မရယာဖန်စီကံပုံမှန်905ပုံမှန်50ပုံမှန်50နဲ့တမားတွေကိုပါခံဝင်ထိုးခိုင်းပြီးပြန်လို့ပေးမယ်ဆိုတဲ့အချက်ကိုပါဖန်တီးနိုင်ခဲ့ရဲ့ အခြေအနေတစ်မျိုးတစ်ပုံကိုရောက်ရှိသွားမယ်ထင်ပါတယ်။ဒါပါစစ်ကောင်းဆောင်မင်းအောင်လိုင်းတို့အုပ်စုဟာမထင်မှတ်တာတွေကိုထင်ရမြင်ရလုပ်လို့ရှိတာဆိုတော့မှန်းဆယူဆချက်တွေဟာလွဲဖို့များပါတယ်။စေအုပ်စုရဲ့အပြစ်ခံရစဲရေးကိုကာလာတိုးမြင့်မှုနားချမယ်ဆိုတဲ့နှက်နှက်ကြောင်းပေးပြောဆိုမှုရှိလာပေမဲ့အပြစ်ရတယ်လို့ကြေညာပြီးတဲ့ကလေကြောင်းတိုက်ခိုက်မှုကိုပေါ်ပေါ်တင်တင်လုပ်နေတာကိုလည်းတွေ့မြင်ကြရမှာဖြစ်ပါတယ်။ရခင်ကာလာတွေမှာအပြစ်ရကြေညာထားတဲ့အချိန်မှာ မြေပြင်ထိပ်ပိမှုအနည်းငယ်ချစ်ပေါ်လေးရှိပေမဲ့မြင်သာထင်ရှားတဲ့လက်နက်ကြီးပစ်ခတ်ခြင်း၊လေကြောင်းတက်ခိုက်ခြင်းတွေလုပ်လို့မရှိပါဘူး။စစ်ကောင်းဆောင်မင်းအောင်လှိုင်အတွက်ဒေတာရင်းအဖွဲ့စည်းခေါင်းဆောင်နဲ့တရားဝင်တွေ့ဆုံမှုရရှိခြင်းဟာစစ်အုပ်စုအတွက်ဂုဏ်ယူစရာဖြစ်နေကြအောင်ပါလားဖြစ်ပါတယ်။အာဂျင်တီးနားရဲ့အင်တာဘူဖမ်းရန်ကိုဂယုမဆိုင်ဘူးဆိုတဲ့ပြသချက်နဲ့ပါဝင်နေတာဖြစ်ပါတယ်။ရခိုင်တစ်ခေါက်ကတော့ညရင်းချင်းကြောက်လန့်ကြကမန်းကရန်ပြန်လာတယ်ဆိုပေမဲ့ ိုင်ငံမှာငလင်ဘေးကြောင့်လို့အကြောင်းပြပါတယ်။အခုခီးစဉ်အောင်မလေးရှားဝန်ကြီးချုပ်ရဲ့ဥပဒေတမြင်လေလား။အင်ရှင်ထိုင်းနိုင်ငံကတော့ဒီစစ်တပ်အုပ်ချုပ်နေမှသာသူတို့နိုင်ငံအကျိုးရှိတာဆိုတော့ဖန်ဆီးပေးမဲ့လက္ခဏာမမြင်ရဘူးဖြစ်ပါတယ်။ကျွန်တော်တို့အတွက်ကတော့တိုက်ပွဲရှိရင်အောင်ပွဲရှိရာဖြစ်တဲ့အတွက်စစ်ရေးသတင်းတွေဘက်ကိုသွားကြရအောင်ပါ။ KNU တပ်မဟာ6နေပြည်တော်ကျုံတို့ကော့ဂရိတ်တိုက်ပွဲပြင်းထန်နေတဲ့ဖြစ်ပါတယ်။ ဆမာချောင်းနေမြေထဲမှာတချို့ပြန်တိုက်ပွဲဖြစ်ပွားလာပြီးစစ်ကောင်စီကလည်းအမှတ်စနစ်စစ်စရေးကုကဲမှုဌာနချုပ်မကြစေရေးလေကြောင်းလက်နက်ကြီးပုံဩပြီးတုံးလာတာကိုတွေ့ရပါတယ်။ဆမာခွန်နေမြေထဲကနိုင်ပွဲမြို့နယ်ရှမ်းရွာတဲ့စခန်းကိုလည်းစစ်ကောင်စီလက်လွတ်လိုက်ရတဲ့အခြေအနေရှိတယ်လို့သုံးသပ်ယူဆရပါတယ်။ကယ်ရန်ဒေတာတမဟာလေးနဲ့ရင်ဆိုင်နေရတဲ့ထိခြားစခန်းကတော့ဂျမန်နေ့မနေ့ပိုင်းမှာဝေဒါမဖိုင်းလို့လေချောင်းပြစ်မှုရရှိခြင်းမရှိခဲ့ပါဘူး ပူပေါင်းဖွဲ့တွေက draw ဘုံးနဲ့တောက်လျှောက်ပြစ်နေလို့ star နဲ့မစင်ရဖြစ်နေတယ်လို့မိဆက်ကလည်းပြင်ဆင်နေရသေးဖြစ်ပုံရပါတယ်။ဒီတစ်ခါဒေချောင်းတိုက်ခိုက်မှုလုပ်ရင် B55 အမျိုးအစားဘုံးစည်းနဲ့ကျဲချပါလိမ့်မယ်။ G2 စေဦးစင်းမှုဒုတိယကံဦးစည်းရဲ့အဖွဲ့ပစ္စည်းလုံရှာပွေလုပ်နေပါတယ်။ဆိုလာတွေလည်းလက်နက်ကြီးဓာတ်ကြောင့်တော်တော်များများပျက်စီးနေပါတယ်။နေကင်းပိုင်းမှာတော့ဒေချောင်းကနေဘုံးကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသေးတယ်။ချိထားတိုက်ပွဲဟာအကျိုးအကျအကျအတက် ၄ရက်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။မန်လီတာမရယာရှေ့ကြားထိတွေ့မှုပြန်ရှိလာပါတယ်။အမတ်၁၀စစ်စင်ကုကဲမှုဌာနချုပ်ကထုံနှုတ်တက်တွေနဲ့အမတ်၄စစ်စင်ကုကဲမှုဌာနချုပ်ယခုလေကြောင်းစီတက်မှလေးကအဖွဲ့လေးအချင်းချင်းလက်ချင်းချိန်နေအောင်လမ်းကြောင်းရှင်းနေတာဖြစ်ပါလိမ့်မယ်။ဆယ်တော်ကြီးကလည်းအုံမတိဘက်ကိုတရားလို့ဆက်သွယ်ပြီးလမ်းဖောက်လို့တဲ့အနေအထားဖြစ်ပါတယ်။အဝေးတိုင်းဗလန်းတက်နေတဲ့ကနေမလွန်တက်နေဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ရင်တန်းဒေးစီး အောက်ကမ်းရွာနဲ့ချင်းကုန်းကြားကြားပြတိုက်ခိုက်မှုအောင်မြင်ခဲ့ပါတယ်။မက်ဆီကိုက်သွားတဲ့အလောင်းတွေကိုကန်တုတ်ရွာမှာပဲညာရင်းချင်းပြည်သူစစ်တွေကမြုပ်နှံခဲ့ရတယ်လို့ကြားသိရပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။စလဲစုံနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။တိုက်ပွဲရှိရင်အောင်ပွဲရှိတယ်